ချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းသုံးကိုခုခံတိုက်ခိုက်မှုစစ်တပ်ဘက်ကအရာရှိနဲ့စစ်သားများပြားကိုချင်းမုံနိုင်ခဲ့ပြီးချင်းတော်လိုင်းတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ချင်းပြည်နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းသုံးယောက်ခုခံတိုက်ခိုက်ရာစစ်တပ်ဘက်ကဗိုလ်မှူးလှမျိုးတို့အပါအဝင်ဗိုလ်ကြီးစစ်သားများပြားကိုချင်းမုံနိုင်ခဲ့ပြီးချင်းတော်လိုင်းတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်းစစ်တပ် Civil Defense Military စစ်တပ်ဆင်ကယမန်နေ့နိုဝင်ဘာလ30ရက်နေ့မှာထုတ်ပြန်တဲ့ယခုနှစ်မေလကနေဩဂုတ်လအတွင်းမှာဇဂိုင်းနိုင်ကလေးမျိုးကနေစစ်ကြောင်းထုတ်လာအင်အား800ကျော်ပါ စစ်တပ်စစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနဲ့စစ်ဒေသတင်မဟာမိတ်အင်အားစုတွေကခိုင်ကန်းစစ်ကြောင်းတမကအပြင်းထန်ကုကံကွယ်ပြီးလက်နက်ခဲရန်တချို့ကိုတင်စီရရှိခဲ့ကြောင်းထို့သူကုကံတိုက်ခိုက်မှုတွေတွင်တော်လန်ရဲဘော်စံတော်ကြာဆောင်ကတချို့တန်ရခဲ့ကြောင်းသိရတယ်။ တို့တော့လည်းစစ်တဲစစ်ကြောင်အပြစ်သက်ဆုတ်ခွာသွားခြင်းမရှိဘဲချင်းပြည်နယ်ဝင်းငားမိုင်ခန့်တနေရာမှာတက်စကန်ထိုင်ချာကအင်အားဖြစ်တင်းလျက်ရှိနေကြကြောင်းသိရတယ်။စစ်တပ်ကအော်တိုဘာလကုန်ပိုင်းကစပြီးတိတိမျိုးပေါ်ကိုလေကြောင်းနဲ့စစ်သားအင်အားတွေချင်းချင်းပြဲလဲဖြစ်တင်းကနိုဝင်ဘာလ3ပိုင်းမှာချင်းပြည်နယ်ဝင်းခိုင်ကန်ဘက်ကနေတိုင်းငင်ဘက်ကိုဦးတည်ပြီးစစ်ကြောင်းတို့ကြောင့်စတင်ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်ရန်နိုင်ငယ်တွင်တိတိမျိုးကနေတိုင်းငင်ဘက်ကိုနောက်ထပ်စစ်ကြောင်းတို့ကြောင့်နဲ့ကလေးတောင်ပိုင်းကနေဝေဘူးလာဖလန်းမျိုးဘက်ကိုဦးတည်ပြီးစစ်ကြောင်းတို့ကြောင့်ထပ်မံထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ကချင်းပြည်ဝင်နေရာဆောင်ကနေထိုးလာကြောင်းချင်းပြည်တပ်ပေါင်းစုနေနဲ့စုဖွဲ့ပြီးကုကံတော်လန်ခန့်ခဲရှိခဲ့ကြောင်းထိုးကြောင်းကိုနေရာကိုဖွဲ့စည်းတည်တည်နဲ့သာကုကံတော်လန်ကြောင်းအင်အားမမြတာကြောင်းတဖြည်းဖြည်းပြည်သူ့ဘက်တော်သားတွေအထင်ကျုံနေရာတွေပြန်လည်လက်လွတ်ခဲ့ရကြောင်းသိပေးပါတယ်ရင်တိုက်ပွဲများတွင်တိုင်းငယ်ဘက်ကဦးတည်ပြီးထိုးစစ်ဆင်လိုက်စစ်တပ်စစ်ကြောင်းမှဗိုလ်မှူးလာမျိုးတို့ပါဝင်စစ်ဗိုလ်များပြန်ကိုခုခံချိန်မုန်းနိုင်ခဲ့ပြီးချင်းပြီးချင်းလက်အရာစုဘက်ကနေရဲဘော်ခွန်တို့မြင့်မြတ်စွာအသက်ပေးဆက်ရကောင်း ပေးဆက်ခဲ့ရယ်ယခုချိန်ဒီတိုင်းဂျပန်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်ဆဲဖြစ်ပြီးခီးစုံတိုင်းဆက်လက်တိုက်ပွဲအသားမြင်ဖြစ်ကြောင်းယခုနှစ်အတွင်းဂျပန်စစ်တပ်ထိုးစစ်တိုက်ပွဲတွေကိုချင်းပြတော်လင်အားစုများအနေဖြင့်အချိန်ချင်းခုခံတော်လှန်ခဲ့ကြောင်း CDF Glevin Defense Military CDF စီရင်ကအသိပေးပါရယ်ဆက်လက်ပြီးမြောက်ရီမှာ KNU ကစစ်ဆေးမှုရေလုံနေတဲ့မင်းလက်ပံကြားဖြန့်ဝင်ကိုပြန်လည်ရရှိစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရှမန်းနီညပိုင်းထိုင်းဘက်ကိုလက်နက်ကြီးကြီးထပ်မံကြောက်ပြီးထိုင်းစစ်တပ်ကမိကြီးပြဖို့သတိပေးမြောက်ရီမြို့နယ်တွင် KNU ကစစ်ဆေးမှုရေလုံနေတဲ့မင်းလက်ပံ ကြားဖြန့်ဝင်ကိုပြန်လည်ရရှိစစ်တပ်ကပြင်းထန်ထိုးစစ်ဆင်နေရရှမနီညနေပိုင်းတိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းကိစ္စသတင်းမြစ်ကပြောတဲ့နိုဝင်ဘာလ30ရက်နေ့များတွင်မြို့နယ်မင်းလက်ပန်းဒီကိုစစ်တပ်ကအလုံးရင်နဲ့စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကိုကေကေဘတ်တွင်ကနေစစ်တပ်ကလကောင်များတွင်မြို့ဆောင်တပ်295ကလကောင်လက်နက်ကျင်းနဲ့ပြစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးတွေမှာယနေ့မနက်ပိုင်းထိုင်းနိုင်ငံကိုကြောက်ခဲ့ပြီးမြန်မာရွှေ့ပြောင်းလို့တမားနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ။နိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာလည်းမြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကအထိုင်းထဲကိုထွက်မှကြောက်သဖြင့်အထိုင်းစစ်တပ်ကအသိပေးမိကြီးတွေမြန်မာဘက်ကိုဖောက်ခွဲပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ ညဖက်တိုက်ပွဲတွေကြမှာကြားဖြန့်တုပ်တွေနဲ့ကြားဖြန့်ရုံမှာအလုံသမားတွေမှာပိတ်မိနေဆက်ဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တောင်းအမြေကံပေးမှာတောင်းတင်နေဆက်ဖြစ်ကြောင်းထိုင်းစစ်တပ်ကလည်းတောင်းအမြေကံပေးမှာတောင်းတင်နဲ့ကြားဖြန့်တုပ်တွေကိုလက်မခံသေးပဲဆက်လက်ဆောင်ကျင်းနေကြကြောင်းသိရတယ်။ထိုင်းဘက်ခြံကိုလက်နက်ကြီးကြီးဇက်တိုက်ကြောင်းနေတဲ့ဖြစ်ထိုင်းစစ်တပ်ကမြန်မာဘက်ကနေထိုင်းဘက်ကိုကန့်ကူးခွင့်တွေပိတ်ပင်ထားကြောင်းသိရတယ်။မင်းညာကထိုင်းဘက်ကိုလက်နက်ကြီးကြီးထတ်ကြလို့ထိုင်းဘက်ကမိကြီးမြန်မာဘက်ကိုပြစ်ပြီးကြီးမကျော်ဖို့အချက်ပြတယ်။နောက်ပြီးထိုင်းမြန်မာနယ်စပ်ကန့်ကူးတဲ့နေရာခွန်း ခုနှစ်ရက်ပိတ်တဲ့ဒိုင်းပတ်ချမ်းမှာပြည်သူတွေကိုလည်းကြီးလွတ်မဲ့နေရာတွေရွှေ့ပေးနေတယ်။အခုကမင်းလက်ပံပံမှာစစ်ကြောင်းထိုးလာလို့မော်လီတရာပိတ်ထားတယ်။ပြီးတော့ထိုင်းမြန်မာနယ်စပ်မော်လီချိုင်းကန်ကူပိတ်တယ်။ကြောက်ခတ်ကန်ကူပိတ်တယ်မင်းလက်ပံပိတ်တယ်အလုံးပိတ်ထားတဲ့ထိုင်းပတ်နဲ့ DKB ကပိတ်တာလို့ကင်းစေးသတင်းမြစ်ကပြောတယ်။ညရီမြို့နယ်မင်းလက်ပံကျေးရွာနီမရှဲကြားဖြန့်တွေကို KNU ကနိုဝင်ဘာ20ရက်နေ့တင်ပိုက်ခဲ့ပြီးဆိုပါနေရာရှိကြားဖြန့်အလုံးယုံနဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးလှုပ်ဆောင်နေခြင်းစစ်တပ်ကထိုးစစ်တေအရှင်ုံမြင့်နေခဲ့ခြင်းပဲဖြစ်ပါတယ်။